ရာဒီဥဒုပြောင်းလဲမှုရဲ့ရှေ့တန်းစစ်မြေနာမှာရပ်နေရတဲ့အရှိတောင်အရှာသူတို့မှာအားကိုးစရာအတိုင်းတစ်ချက်ရှိပါတယ်။အဲ့ဒါကတော့တဘာဝတရားပါပဲ။ဒါမဲ့အကြီးမားဆုံးပြည်တနာကပါလဲဆိုတော့ငွေငွေကြေးပါပဲ။ဆိုတော့ဒီနေ့မှာအဲ့ဒီအရေးကြီးတဲ့ရန်ပုံငွေကိုဘလို့များရှာဖွေနေကြတယ်လဲဆိုတာကိုအထူးထူးကြည့်လိုက်ကြအောင်။ပထမဆုံးအနေနဲ့ဒီပြည်တနာကဘလောက်ထိကြီးမားလဲဆိုတာကိုအရင်ဆုံးနားလည်ထားဖို့လိုပါတယ်။ပြောရရင်အရှိတောင်အရှာရာဒီဥဒုပြောင်းလဲမှုတန်းကိုကဘာပေါ်မှာအထိအရှာလွယ်ဆုံးအခမ်းအနားဆုံးနေရာတွေထဲကတစ်ခုဖြစ်နေတာပါ။ ာဆီယံရဲ့ယာတီဥဒုစင်ခုံမှုဒီဒေတာတစ်ခုလုံးရင်ဆိုင်နေရတဲ့အခက်အခဲတွေရဲ့ပမာဏကိုအရင်ဆုံးလေ့လာကြည့်ကြတာပေါ့အမေရိကန်ဒေါ်လာ၄.၄ဘီလီယံเนาะဒီကင်းကနန်းကဘာဟုပြောနေတာလဲဒါကအရှိတောင်အာရှမှာတဘာဝဘေးရန်တည်းတွေကြောက်နေ့စဉ်ပြားများဆုံးရှုံးနေရတဲ့တိုင်ဖိုးပါပဲအချက်လောက်စဉ်းစားကြည့်ပါဒီလောက်များတဲ့ငွေပမာဏကနိုင်ငံနဲ့နိုင်ငံရဲ့အခြေခံစောင်းဒီလူတွေရဲ့နေ့စဉ်ဘဝတွေ ပြီးတော့စေဝါရေးလုပ်ငန်းတွေကိုဘလောက်တောင် ထိခိုက်စေနိုင်မလဲဆိုတာကိုပေါ့ဒါမဲ့ဒီချင်းချောက်မှုကဒီဓာတ်တစ်ခုလုံးကတပုံစံနေတော့မဟုတ်ပြန်ဘူးဗျာကဘာရာဒီဥရုအန်တဲ့ညွန်ကင်းကို ကြည်လိုက်ရင်ရှင်းရှင်းလင်းလင်းမြင်ရပါမယ်အထူးသဖြင့်2000ပြည့်နှစ်ကနေ2019ကြာမှာပေါ့ဒါအပြင်းထန်ဆုံးခံစားခဲ့ရတဲ့နိုင်ငံတွေကတော့ဖိလစ်ပိုင်ဗီယက်နမ်ပြီးတော့ထိုင်းတို့ပဲဖြစ်ပါတယ်ဟုတ်ပြီ ပြည်ထနာကိုတော့တီးပြီတအားဆိုဖြည့်ရှင်းနေရတော့ အခုဖြောင်းမဲ့ဖြည့်ရှင်းနေရတော်တော်လေးအစွမ်းထက်တယ်။ဒါပေမဲ့လူဒီနေသလိုတိတ်ပြီးလို့အထုံးမဖြူကြသေးတဲ့နီလန်းတကူအကြောင်းပါ။ကဲဒီနေ့ရဲ့အထက်ကဇက်ကအောင် mix ဆက်ပေးပါမယ်။သူ့ကို nature based solution အတူခေါက်ကတော့ MBS မြန်မာလိုဆိုရင်တော့တဘာဝတရားကိုအခြေခံတဲ့ဖြည့်ရှင်းနည်းများလို့ခေါ်ပါပဲ။ တရားပေါ်အထေးပဲဖွင့်ဆိုချက် ကတော့နည်းနည်းရှည်တယ်ပေါ့နော်။ဒါပေမဲ့အနည်းချို့ကတော့ယာဒီယုတို့ပြောင်းလဲမှုလို့စိန်ခေါ်မှုတွေကိုဖြည့်ရှင်းဖို့အတွက်တဘာဝရဲ့ဂေဟဆစ်ချက်ကိုပဲကာကွယ်ထိမ့်သိမ်းပြက်လဲထူထောင်တဲ့လှုပ်ဆောင်ချက်တွေပေါ့။ပို့ပြီးရှင်းအောင်ပြောရရင်လူတွေရဲ့ပြဿနာတွေကိုဖြည့်ရှင်းဖို့တဘာဝတရားရဲ့စွမ်းအားကိုအသုံးချတာပါပဲ။ MBS ဆိုတာဘာလဲဆိုတာကိုဥပမာလေးနဲ့ပြောပြရင်ပူရှင်းသွားမယ်။ဥပမာပင်လေးတိုက်စားတာကိုကာကွယ်ဖို့ကွန်ကရစ်တန်တိုင်းကြီးတွေတိစောက်တာကို grey infrastructure လို့ခေါ်တယ်။ MBS ကကြတော့အဲ့လိုမဟုတ်ဘူး။ အဲ့ဒီအစားသဘောရဲ့အကာအကွယ်ဖြစ်တဲ့ဒီရေတော်တွေကိုပြပြီးစနစ်တကျစိုက်ပျိုးတာမျိုးပေါ့ယိုယိုလေးပါပဲသဘောတရားကိုရန်သူလိုသဘောထားပြီးတိုက်ခိုက်တာမျိုးမဟုတ်ပဲသူ့လက်အတူလက်တွဲပြီးအလုလုတဲ့နီလန်တစ်ခုပါပဲโอเค NBS ကဒီလောက်ကောင်းတဲ့စစ်ကိုဆိုရင်ဘာဖြစ်လို့နေရာတိုင်းမှာအထုံးမပြုတ်ကြသေးတာလဲအဓိကမေးခွန်းကအဲ့ဒါပဲဘာကြောင့်ရန်ပုံငွေရဖို့ဒီလောက်ထိခက်ခဲနေရတာလဲอืมဒီမေးခွန်းရဲ့အဖြေကထင်သလောက်တော့မယိုရှင်းဘူးဗျာ အတားအဆီးတွေကအများကြီးပဲအစိုးရရဲ့မူဝါဒတွေယင်းနီးမြွတ်နန်ထူတွေရဲ့အမြင်ပြီးတော့အနီးပညာပိုင်းဆိုင်ရာအခက်အခဲတွေအထိအကုန်လုံးကရှုပ်ထွေးပြီးဆက်ဆက်နေပါတယ်အဓိကကြတဲ့အတားအဆီးတွေကိုအုပ်စုခွဲချလိုက်ရင်သုံးဦးတွေ့ရတယ်တက်အဖွဲ့စည်းဆိုင်ရာအခက်အခဲဆိုလိုတာကအစိုးရတွေကတဘာဝကိုအခြေခံတဲ့ဖြည့်ရှင်နေတဲ့အချက်ကွန်ကရစ်အဆောက်အုံတွေကိုပဲဘတ်ဂျက်မှာဦးစားပေးနေကြတော့ပဲနှစ်ဗန်ဒါရေးချန်ရာပြဿနာပုဂ္ဂလိကယင်းနှိမ့်မြုပ်နန်သူတွေကဒါကိုဘန်ကတ်ချင်းွေထုတ်ပေးလောက်တဲ့ ဒါမှမဟုတ်အမျက်အဆုံးရနိုင်တဲ့စီမံကိန်းတစ်ခုအဖြစ်မမြင်ကြဘူး။၃နီးပညာပိုင်းဆိုင်ရာအားနည်းချက်ဒီလိုရင်းနှီးမြှုပ်နှံလန့်ရင်ဘလောက်အကျိုးအမြတ်ပြန်ရမယ်ဆိုတာကိုတတ်သိပြဖို့ခိုင်မာတဲ့အချက်လက်တွေတန်ကိုဖြတ်မှုတွေလုံလုံလောက်လောက်မရှိသေးတာပါပဲ။ကဲဒီကွာဟာချက်ကဘလောက်ကြီးလဲဆိုတာကိုဒီ graph ကအရှင်းဆုံးတတ်သိပြနေပါတယ်။တနည်းတနည်းလိုအပ်တဲ့ငွေပမာဏကဒေါ်လာ129ဘီလီယံလောက်ရှိတယ်။ ဒါမဲ့တကယ်တမ်းစီးပွားလာတဲ့ငွေကဘယ်လောက်ရှိလဲဆိုတော့ဒေါ်လာ3ဘီလီယံကနင်း6ဘီလီယံကြားပဲရှင်းစလေးပြောရင်လိုအပ်ချက်ရဲ့9ရောက်ခိုင်နှုန်းတော့မသိတဲ့ပမာဏနဲ့ဒီဒေတာကြီးတစ်ခုလုံးကိုရာသီဥတုဘေးရန်ကနေကာကွယ်ဖို့စူးစမ်းနေရတယ်လို့ဖြစ်နေတာပေါ့ဒါ့မဲ့အလုံးကအဆိုးချိပဲတော့မဟုတ်သေးပါဘူးမျောလင်းချက်တွေရောင်းချိလေးတွေတော့ရှိနေပါတယ်ဒီအခက်ခဲတွေကြားတဲ့ကနေပဲတကယ်အလုပ်ဖြစ်နေတဲ့စံတေးတသက်ဗဏ္ဍာငွေရှာဖွေရနေလာနေပေါ်ထွက်လာနေပါပြီတကယ်လက်တွေ့အတုံးချလေတဲ့ဥမာတချို့ကိုကြည့်အောင် အင်ဒိုနီးရှားမှာဆို Dead for Nature Swap ဆိုတဲ့အစီအစဉ်ရှိတယ်။အဲ့ဒါကပါလဲဆိုတော့နိုင်ငံတကာကိုပေးရမယ့်အကြွေတချို့ကိုရှော့ပေးလိုက်တယ်။အဲ့ဒီအစားအဲ့ဒီငွေကိုတန်တာကြောက်တန်းကာကွယ်ရေးလို့တဘာဝပောင်းချင်းစီမံကိန်းတွေမှာပြန်သုံးခိုင်းတာမျိုးပေါ့။ကမ်ဘောဒီးယားနာဆွဲလဲ Ivis Rice ဆိုတဲ့အစီအစဉ်ကတော်ရိုင်းတိရစံလေးကိုမထိခိုက်အောင်စိုက်ပျိုးတဲ့လဲသမားတွေရဲ့စပါကိုဈေးပို့ပေးပြီးဝယ်တယ်။ဒါကလည်းထိန်းထိန်းဆောက်ရှောက်ရေးအတွက်ပန်းနံွေတို့မျိုးပဲပေါ့။ ဒါတွေအားလုံးထဲမှာအရေးကြီးဆုံးကတော့အစိုးရတွေကိုယ်တိုင်က NDBS ကိုတရားဝင်အထိမှပြူလာတာပါပဲ။ဖိလစ်ပိုင်နဲ့ဗီယက်နမ်တို့ဆိုရင်သူတို့ရဲ့နိုင်ငံတော်ဘတ်ဂျက်ထဲမှာသဘာဝကိုအခြေခံတဲ့စီမံကိန်းတွေအတွက်တည်ထက်အထုံးစစ်ရေးကုတ်တွေတောင်ဖန်တီးပေးထားပြီးပြီ။ဒါကတော်တော်လေးအရေးကြီးတဲ့ခြေလှမ်းတစ်ခုပါ။ဘာလို့လဲဆိုတော့ဒါကသဘာဝကိုကောက်ွက်တာဟာအလူတန်းလို့တာမဟုတ်ဘူး။ဒါဟာနိုင်ငံအတွက်မဖြစ်မနေလိုအပ်တဲ့ယင်းနှမြုပ်မှုတစ်ခုဖြစ်တယ်ဆိုတာကိုတရားဝင်အထိမှပြူလိုက်တာနဲ့အတူတူပါပဲ။ ဟုတ်ပြီအခုဆိုရင်အလားအလာကောင်းတွေတွေ့နေရပြီဒါဆိုရှစ်ဆက်ပြီးဘယ်လိုသွားကြမလဲရှစ်ဆက်သွားရမယ့်လမ်းပြမီပုံကဘယ်လိုရှိမလဲဒီစင်ကစားကရှင်းလင်းတဲ့အချင်းစရာနဲ့တကွလမ်းပြမီပုံတစ်ခုကိုချပြထားပါတယ်ပထမဆုံးကာလာတော2029ခုနှစ်အထိပေါ့အဲ့မှာ MBS ကိုနိုင်ငံတော်ဘတ်ဂျက်တွေတရားဝင်ထည့်တွင်းမယ်ရမငွေတွေရအောင်စမ်းဆောင်ရည်တွေမြင့်တင်မယ်ပြီးတော့ရှေ့ပြေးစီမံကိန်းလေးတွေစတင်မယ်အဲ့နောက် ကာလာလာ2030အထိမှာတော့ အစိုးရနဲ့ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်တဲ့စီမံကိန်းတွေကိုပို့ပြီးတိုးချဲ့မယ်။အဖွဲ့အစည်းပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေကိုတွန်းအားပေးပြီးအာဆီယံဆင့်ညီနိုင်ဆိုင်ရာမှုတွေထူထောင်တွားဖို့ပါပဲ။ဆိုတော့နောက်ဆုံးမှာတော့အဓိကကြားတဲ့မိခုံတစ်ခုနဲ့ပဲအဆုံးသတ်ရမှာပါ။လမ်းမမီးပုံကတော့အစင်တင်ရှိနေပြီးဖြူရှင်နေတီကလည်းရှိနေပြီးဒါပေမဲ့အဲ့ဒီအဆီဇင်တွေကိုစာရွက်ပေါ်ပါနေလက်တွေ့ဘဝတွေကိုအသက်သွင်းပေးမယ်ဘီလီယံနဲ့ချီတဲ့ယင်းနှမြုံနယ်မှုတွေကတော့အချိန်မီရောက်လာပါမလား။ ်အရှိတော်အားရှက်ရဲ့အနာကက်ဟာအဲ့ဒီအဖြစ်ပေါ်မှာပဲမူတည်နေပါတယ်